င်္ဂလာပါရှင်ကျွန်မကတော့ချူချူဆမ်းပါ DPPO မြန်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါတော့မယ် Healing Homes လို့အမည်ရတဲ့မြမငလင်တန်သိပြည်သူတွေကိုကုညီပံ့ပိုးပေးမဲ့ရမငွေရှာပွဲတစ်ခုကိုဇွန်လ29ရက်နေ့ကထိုင်းနိုင်ငံချင်းမိုင် တက္ကသိုလ်လူမှုသိပ္ပံဌာနမှကျင်းပခဲ့ပါတယ်ဒီပွဲကိုတော့ချင်းမိုင်တက္ကသိုလ်မြမစင်တာနဲ့ချင်းမိုင်ရောက်မြမလူမှုအသံကပူးပေါင်းပြီးစီစဉ်ကျင်းပခဲ့တာလည်းဖြစ်ပါတယ် ီပွဲမှာတိုင်းသားရိုးရအကားတွေနဲ့ဖျော်ဖြေခဲ့ကြပြီးတိုင်းသားရိုးရဖက်ရှင်ရှိုးပွဲလည်းပါဝင်ခဲ့ပါတယ်။လက်မှတ်ရောင်းရငွေနဲ့အလှငွေအားလုံးကိုမြန်မာနိုင်ငံငလင်တန်သိပ်ပြည်သူတွေအတွက် ကုညီကစဲလုပ်ငန်းတွေမှာအသုံးပြုသွားမယ်လို့ပွဲစီစဉ်သူမတ်မီမီကပြောပါတယ်ရှင်။မောင်ရတပိတ်ကောင်းဆောင်တယောက်ဖြစ်တဲ့ကိုဝေမိုးနိုင်ကိုဥပ္ပိုလ်ချင်းထောင်ဝန်ထမ်းတွေကမိမျောတဲ့အထိတန်တုံးနဲ့ရိုက်နှက်က ချစ်တင်းခတ်ပြီးတိုက်ပိတ်ခံထားရတယ်လို့သိရပါတယ်။ဝေဝေသတင်းပေးပို့ထားပါတယ်ရှင်။မုံရွာချင်းထောင်ကနေဥပိုချင်းထောင်ကိုထောင်ပြောင်းရွှေ့လာတဲ့မုံရွာတပိတ်ကောင်းဆောင်ကိုဝင်မိုးနိုင်ကိုဥပိုထောင်ကအချင်းဦးစီးရာရှိဝန်ထမ်းတယောက်ကရွေချက်ရှိရှိတန်တုံးနဲ့ရိုက်နှက်ခဲ့တယ်လို့သိရပါတယ်။တွေးထွက်လွန်ပြီးသတိမေ့မျောသွားရမှာတော့ထောင်စီးရုံကိုပို့ပေးတာမရှိဘဲခြေချင်းခတ်ကတိုက်ပိတ်ပြီးထောင်ဝန်ဆောင်ပို့ခွင့်တွေပါပိတ်ပင်ထားကြောင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံချင်းသားများကိုရဲ့ PPNM ကတီးပြပါတယ်။ကိုယ်ဝင်မိုးနိုင်ထောင်ဘူးဝကိုအဝင်မှာကလေးကအချင်းဦးစီးရဲ့အရာရှိတူကနေမှာပေါ့နော်ဒီမင်းလားကမုံရတပိတ်ခေါင်းဆောင်ဝေမိုးနိုင်ဆိုတာမင်းကငါတို့ကစောင့်နေတာဆိုရက်စကားရက်ကိုစတုံးပြီးမှကိုမိုးနိုင်ကိုစတင်ရိုက်နှက်မှုဖြစ်ပါတယ်အဲ့ဒီမှာသူကင်ထားတဲ့ဟာကဒီတန်ပိုက်လုံးလိုမျိုးအဲ့ဒါနဲ့ရိုက်နေတဲ့အခါမှာအူကောင်းတွေရောဒီနောက်ကျောတွေရောပေါ့ဝင်တကယ်ကိုမိုးနိုင်မင့်မျောပါတဲ့အချက်ကတော့ဒီနှစ်ဖူးကို ရိုက်လိုက်တဲ့အချိန်မှာနှစ်ဖူးကွဲသွားပြီးတွေးတွေအများကြီးထွက်တယ်ပေါ့နော်တွေးထွက်လွန်ပြီးမိမျောသွားတာပေါ့ဒီမိမျောသွားတဲ့အချိန်ဒီမှာလည်းတကယ်ဆိုရင်ဒါဟာရေးပေါ်ဖောင်ဆေးရုံတို့လည်းကောင်းပြင်မဆေးရုံတို့လည်းကောင်းပို့ရမှာဖြစ်ပေမဲ့မပို့ခဲ့ဘူးပေါ့နော်မိနစ်ပိုင်းကြာမှာတော့ကိုယ်မွန်းနိုင်ပြန်ပြီးတတိပြန်လဲလာတယ်လဲလာတဲ့အခါမှာတော့သူ့ကိုဒီခြေချင်းနဲ့ပဲတီချာတိုက်မှာပို့ပြီးမှထောင်ဝင်စားပါဆယ်ရောမိသားစုနဲ့တွေ့ဆုံခွင့်ရောဖျက်ပြီးမှတော့တိုက်ပိတ်လိုက်တယ်ပေါ့နော်အခုချိန်ထိလည်းသူတီချာတိုက်မှာပဲတန်ခြေချင်းနဲ့ဒီတိုက်ပိတ်ခံထားရဆဲဖြစ်ပါတယ်ပြီးခဲ့တဲ့ဇွန်လ12ရက်မှာ မုံရအချင်းထောင်ကနေနိုင်ငံရေးအကျဉ်းသားတွေပါဝင်အကျဉ်းသား200ဝန်းကျင်ကိုအိုးဖို့ထောင်ကိုထောင်ပြောင်းရွှေ့ခဲ့ရမှာတော့ကိုဝေမိုးနိုင်လည်းပါဝင်ခဲ့တာဖြစ်ပါတယ်။ကိုဝေမိုးနိုင်ရဲ့တရင်ကိစ္စတွေနဲ့ပတ်သက်လို့ဆိုရင်ဒီကြောင်းကိုရင်းနှီးတဲ့တော်လှန်ရေးမိတ်ဆွေတယောက်ကပြောပါတယ်။ ဒီဘိတ်မှာကလေးကအားလုံးမျှော်မှန်းထားသလိုမျိုးပေါ့နော်အနာဂတ်အတွက်ဒီတိုင်းပြည်အတွက်ခေါင်းဆောင်ကောင်းတယောက်ဥဆောင်ဥရွယ်ပြုနိုင်တဲ့တယောက်လူငယ်တွေအတွက်ရှေ့ဆောင်ရှေ့ရွယ်ဥဆောင်နိုင်တဲ့သူတယောက်ဆိုတာကျွန်တော်တို့ကအားလုံးကသတ်မှတ်ထားတဲ့အတွက်သူကကိုကျွန်တော်တို့အများကြီးလိုအပ်တယ်ပေါ့နော်အဲ့တော့သူ့ကိုတစ်ခုခုတစုံတရာအလုံးဝမှဖြစ် ခံလို့မရဘူးဆိုတာပေါ့နော်သူ့မိပေါ့နော်ဒီကသူ့မိကဒီစာရွက်စာတမ်းအပြည့်စုံနဲ့ထောင်ဝင်စာတွေ့ဖို့ဟိုတွေ့ခွင့်ရဖို့ကြိုးစားတာဟိုတောင်မှတွေ့ခွင့်မရဘူးအဲ့ပစ္စည်းတွေပဲထားခဲ့ဆိုပြီးတော့ဟိုပြောတယ်လို့တင်ကြရတယ်ပေါ့နော်ကိုဝေမိုးနိုင်ဟာနေဦးတော်လည်းစတင်နေ2022ခုနှစ်ကတည်းကမုံရတပိတ်ကိုဆိုင်ကယ်နဲ့ဥဆောင်ပြသခဲ့တာဖြစ်ပြီးစကောင်းစီကဆိုင်ကယ်တပိတ်တန်းကိုကားနဲ့တိုက်ကဖမ်းဆီးခဲ့တာဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့ငါငါကကြီး တဘောဘီရဲ့နယ်ဆိုင်ရာစီမံခန့်ခွဲမှုပုံမှန်25စရာတွေနဲ့ဆွဲချက်တင်ခံခဲ့ရကလက်ရှိမှာတော့ထောင်နဲ့16နှစ်ချမှတ်ခံရတာပဲဖြစ်ပါတယ်။လက်ရှိနိုင်ငံတော်အကျဉ်းထောင်တွေထဲမှာဥပိုလ်ကျင်းထောင်ထဲမှာဆိုရင်နိုင်ငံရေးကျင်းသားတွေတည်ဆုံမှုကအများဆုံးဖြစ်ပြီးမန္တလေးတိုင်းဝန်ကြီးဒေါက်တာစောမြင့်မောင်၊ရက်စစ်ဝန်ကြီးဦးဝင်းခိုင်နဲ့မန္တလေးတိုင်းလွတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးတို့အပါအဝင်2025ခုနှစ်ပထမ6လအတွင်းမှာပဲထောင်တွင်းတည်ဆုံခဲ့ရတဲ့နိုင်ငံရေးကျင်းသားတွေဟာ 56ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ကျွန်မဝေးပါ။ပိုကုံရငွေပြမဝင်တဲ့ကုမ္ပဏီနှစ်ဟာနေပါကိုစစ်ကောင်စီဗဟိုဘဏ်ကအမြင့်ပြတ်စင်းသွင်းခဲ့ရမှာကေပြည်နယ်နေကြဆောက်တဲ့ BGF ကောင်ဆောင်ဘုံမူတီစောချစ်သူနဲ့သားသမီး၃ဦးစီးပွားရေးတာဝန်ခံစောမမင်းဦးဦးထိုက်မောင်တို့နဲ့အတူသူတို့ရဲ့ချစ်လင်မြိုင် Toyota ကုမ္ပဏီတို့လည်းပါဝင်ပါတယ်။နိုင်ငံသားသုံးွေစီမံခန့်ခွဲမှုဥပဒေ FEML အခန်း၁၁အရသတ်မှတ်ကာလအတွင်းနိုင်ငံတော်ထံနိုင်ငံသားသုံးွေဖြည့်မပေးသွင်းတဲ့ကုမ္ပဏီ198ခုနဲ့အဲ့ဒီကုမ္ပဏီတွေရဲ့ဒါရိုက်တာအဖွဲ့ဝင်တွေကိုအမည်ပြတ်စီရင်ထည့်သွင်းလိုက်ကြောင်းစစ်ကောင်စီဗဟိုဘဏ်ကဂျူလ29ရက်နေ့ဇွဲနဲ့ကြေညာခဲ့တာပါဗိုလ်မှူးကြီးစောချစ်သူမှတ်ပုတ်တင်အမည်ဦးဆက်မြင့်နဲ့ချစ်လက်မြိုင်တိုယိုတာကုမ္ပဏီကိုအနာသိစကောင်စီကအမည်ပြတ်စီရင်သွေးပြီးစောချစ်သူရဲ့သားစောချစ်ချစ်စောထူအေမူ သမီးဖြစ်သူဒေါ်နန်းနှင်းနဒာအေဒါရိုက်တာဦးထိုက်မောင်နဲ့စီးပွားရေးတာဝန်ခံစောမင်းမင်းဦးတို့ကပါအမည်ပြည့်စင်ထည့်ထားပါတယ်ရှင်ဒီပီပီရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချီချိုဆက်ပါရှင်